ဆရာတော်ဖရာတဲ့တပည့်တော်ကို ဖောက်ပြန်ခြင်းရဲ့ဆိုးကျိုးကိုဟောပြပေးပါဖရာတပည့်တော်ရဲ့ဇနီးဖောက်ပြန်လို့ပါဖရာတဲ့ဆရာတော်ဖရာတဲ့တပည့်တော်ကိုဖောက်ပြန်ခြင်းရဲ့ဆိုးကျိုးကိုဟောပြပေးပါဖရာတပည့်တော်ရဲ့ဇနီးဖောက်ပြန်လို့ပါဖရာတဲ့ အရောက်ပြီးတော့မှမိထတာဖြစ်ပါတယ်မိမတွေဖောက်ပြန်တာနဲ့ပတ်သက်ပြီးတော့လာရောက်ပြီးတော့မှမိထတာဖြစ်ပါတယ်မိမတွေကိုယ့်အပေါ်မှာဖောက်ပြန်တာလားမဖောက်ပြန်ဘူးလားဆိုတာသိနိုင်မဲ့အချက်နှစ်ချက်ရှိပါတယ်အဲ့ဒီနှစ်ချက်ကိုယ့်အပေါ်မှာပြုမှုဆက်ဆံလာပြီဆိုရင်တော့အဲ့ဒီမိမအဲ့ဒီจิตသူဟာကိုယ့်ကိုဖောက်ပြန်နေပြီလို့အကြံပြည့်အနေနဲ့သိရမှာဖြစ်ပါတယ် ဖုံဖုံရဲ့ဓမ္မမိတ်ဆွေတွေထဲမှာအမျိုးသမီးများပါရင်တော့နည်းနည်းတော့တီးခံစေချင်ပါတယ်။ဖောက်ပြန်တယ်ဆိုတာအခုခေတ်မှာဖောက်ပြန်တာလားဆိုတော့မဟုတ်ပါဘူး။မြတ်စွာဘုရားလက်ထက်ကရောဟိုးရှေးပဝေတဏီကရောဖောက်ပြန်တဲ့မိမတွေဖောက်ပြန်တဲ့အမျိုးသမီးတွေအများစွာရှိပါတယ်။မြတ်စွာဘုရားတာဝတိပြည်မှာတရင်သုံးနေစဉ်အခါတုန်းကအဲ့ဒီတာဝတိပြည်ကတခါတယောက်ဟာ သူ့ရဲ့ဇနီးမယားဖောက်ပြန်လို့ဆိုပြီးစိတ်ညစ်ညစ်နဲ့မြတ်စွာဘုရားကိုလျှောက်ပါတယ်။မြတ်စွာဘုရားကအေးအမျိုးသမီးတွေရဲ့စိတ်တဘောဟာသိနိုင်ရာအလွန်ခက်ခဲတယ်တဲ့။ဘလောက်ထိခက်ခဲလဲဆိုရင်တဲ့ရေထဲမှာငါသွားတာကိုမမြင်ရသလိုပဲမိမတို့ရဲ့စိတ်တဘောကိုလည်းပဲမန်းစားလို့မသိနိုင်ဘူးတဲ့။ဒါနဲ့ဆက်ဆက်ပြီးတော့မြတ်စွာဘုရားကဒီဘဝတစ်ခုလုံးက ဗာရာဏသီပြည်ပြမရမင်းကြီးမင်းပြုစဉ်အချိန်တုန်းကမြတ်စွာဘုရားဟာဒီတပည့်တွေအကုန်လုံးကိုပညာသင်ပေးရတဲ့အတိုင်းလုံးကိုပညာသင်ပေးရတဲ့အဋ္ဌပါမောကဆရာကြီးဖြစ်ခဲ့ပါတယ်။အဲ့ဒီဆရာကြီးဖြစ်စဉ်အချိန်တုန်းကတိုင်းတစ်ပါးကလူတွေလာရောက်ပြီးတော့ပညာသင်ကြားကြပါတယ်။အဲ့ဒီပညာသင်တဲ့အထဲမှာတယောက်သောတပည့်ဟာအဋ္ဌပါမောကဆရာကြီးထံမှာချင့်ကပ်ပြီးတော့ ကျွန်တော်ကိုပညာသင်ပေးပါခင်ဗျာကျွန်တော်ပညာသင်ခြင်းလို့ပါဆိုတော့မဆရာကြီးကပညာသင်ပေးတယ်ပေါ့အဲ့ပညာသင်ပေးတော့ပညာသင်နေစဉ်အတွင်းမှာပဲသူဟာအဲ့ဒီဗာရဏတိမြို့တဲကအမျိုးသမီးတယောက်နဲ့အိမ်အောင်ကြပါတယ်အိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာဒီတပည့်ဟာဗမောကဆရာကြီးထံကို၃ရက်ပေါ်လာလိုက်တစ်ပတ်လောက်ပျောက်သွားလိုက်၂ရက်ပေါ်လာလိုက်နှစ်ပတ်လောက်ပျောက်သွားလိုက်ဖြစ်နေပါတယ် ဘာမောကဆရာကြီးကလည်းပဲဒီတပည့်ရောက်လာတာတော့မေးတာပေါ့မင်းဘာဖြစ်လို့ကြောက်မမမတက်တာလဲကြောက်မမမတက်ရဲ့မင်းစာခက်လိမ့်မယ်ကြောက်မမတက်မှပညာတတ်တော့မှာပေါ့လို့အဆုံးမှာတော့ဆရာကြီးတဲ့ကျွန်တော်မှစိတ်ညစ်စရာလေးတွေရှိလို့ပါတဲ့ဟာဘာစိတ်ညစ်စရာတွေရှိတာလဲငါ့ကိုပြောပြလေလို့ဆိုတော့ဒီလိုပါဆရာကြီးရဲ့တဲ့ကျွန်တော်မှတဲ့မိမရှိပါတယ်တဲ့ကျွန်တော်မိမဟာ တခါတရံကြတော့ခြေတုပ်ပစိုးမွေးဆွဲကျိုးကဲ့သို့မျက်နှာကျိုးတွေးပြီးတော့မှကျွန်တော်ပေါ်မှာယို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 ကျိုးကျိုးပြုတ်မှုဆက်ဆံပါတယ်။ဝေယဝဇ္ဇတွေလည်းလောက်ပေးပါတယ်။တခါတရံကြတော့ကျွန်တော်ကကျွန်တယောက်လို့သူကသခင်မကြီးလို့ပပြင်းထောင်တဲ့မွေဆိုးကြီးလို့ကျွန်တော်ကိုယံမူယံထောင်နေတယ်ခမညာတဲ့။အဲ့တော့မိမရဲ့စိတ်တဘောကိုကျွန်တော်လည်းနားမလည်နိုင်တော့ဘူး။ဒါကြောင့်မို့ကျွန်တော်စိတ်ညစ်လွန်းလို့ ဆရာကြီးကိုမလာပြစ်တာပါဗျာဆရာကြီးကျွန်တော်ဖွင့်လို့ပါလို့ပြောပါတယ်အဲ့တော့မှဒိတာပံမောကဆရာကြီးကဒီမင်ကတပဲတဲ့မိမတို့ရဲ့စိတ်တဘောဟာတိနိုင်ရာ အလွန်ချဲရင်တယ်တဲ့မင်းရဲ့မိမဟာတခါတရံကြတော့ခြေတုပ်ပစိုးမွေဆွဲကျိုးတဲ့မွေကဲ့သို့ကိုယ့်အပေါ်မှာမျက်နှာကြိုးသွေးပြီးတော့မှယိုကျိုးဆက်ဆံလာတယ်ပြုတ်မှုဆက်ဆံလာတယ်ဆိုရင်အဲ့ဒီနေ့ဟာမင်းမိမဖောက်ပြန်တဲ့နေ့ပဲတဲ့ အဲတခါရရန်ကြတော့အဲ့ဒီလိုမဟုတ်ဘူးမင်းအပေါ်မှာရန်ထောင်းလာတဲ့ရန်ပူလာတဲ့မင်းကကျွံဖြစ်သွားပြီးတော့ तू ကသခင်မာကြီးပုံစံမျိုးရန်မူနေတယ်ရန်ထောင်းနေတယ်ဆိုရင်တော့မင်းမင်းမဟာအဲ့ဒီနေ့မဖောက်ပြန်ဘူးကွ့ဒီလိုပြောလိုက်ပါတယ်ဟာဆရာကြီးတဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်တင်တယ်လဲကျွန်တော်ကိုနီလန်လေးပေးပါဆရာလို့ဆိုတော့အေးကွာတဲ့မင်းမင်းမဟာဖောက်ပြန်နေတာဖြစ်တဲ့အတွက်မင်းမင်းမကိုမင်းလေးလီယူရှူရမယ်တဲ့ ဥပက္ခပြုရမယ်ပေါ့ချက်တာလည်းမဟုတ်မုန်းတာလည်းမဟုတ်ပေါ့သူ့ကိုပြစ်ထားလိုက်တော့တဲ့ကုကေစကားနဲ့ပြောရမယ်ဆိုရင် s ခယူမဆိုင်နဲ့တော့ပြစ်ထားလိုက်တော့ပြောပါတယ်ဟုတ်ကဲ့ပါဆရာကျွန်တော်ပြစ်ထားလိုက်ပါမယ်ဆိုတော့အိမ်ပြန်ရောက်တဲ့အခါမှာသမီးမကိုမခေါ်တော့ဘူးမပြောတော့ဘူးသူ့အနေသူဘလို့နေနေဘလို့ထိုင်ထိုင်ခယူလည်းမဆိုင်တော့ဘူးပြစ်ထားလိုက်တယ်အဲ့တော့မှမိမဖြစ်တဲ့သူကသဘောပေါက်လာတယ်မယောက်ျားဟာ အပြောင်းလဲဖြစ်လာတယ်ငါဆရာကြီးကသူ့ဆရာကြီးကများတခုပြောလိုက်လို့လားဒါမှမဟုတ်ငါလင်ငယ်နဲ့ဖောက်ပြန်နေတာကိုများတိသွားတာလားအေးမိသွားတာလားလို့တန်တရားတွေဖြစ်ပြီးတော့အဲ့ဒီနေကစပြီးတော့အဲ့ဒီအမျိုးသမီးဟာဖောက်ပြန်ခြင်းအမှုကို မလုပ်တော့ဘူးတဲ့ယောက်ျားကိုပဲယိုယိုချိုးချိုးနဲ့ကျွမှုဆက်ဆံလာတာကိုတွေ့ရတယ်တဲ့မိမတို့ရဲ့စိတ်တဘောမိမတို့ရဲ့ဖောက်ပြန်မှု အချက်နှစ်ချက်ပေါ့ခဏနေကပြောသလိုမျိုးကို့အပေါ်မှာ ခြေတို့ပစိုးမွေးဆွဲကျိုးကဲ့သို့ကိုယ့်ရဲ့မိမပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူပဲဖြစ်ဖြစ်ပြုံးမှုဆက်ဆံလာပြီဆိုရင်အဲ့ဒီအမျိုးသမီးဟာသူမကောင်းတာတစ်ခုခုဖောက်ပြန်ခြင်းတစ်ခုခုအလုပ်ထားပြီးပြီအဲဒီခါတည်းကကြတော့ကိုယ့်ပေါ်မှာအဲခက်ထန်ကြမ်းတမ်းတဲ့ပုံစံမျိုးနဲ့မွေဟောက်မွေစိုးကြီးလိုပပင်းကြီးထောင်ပြီးတော့ကိုကကြွန်ပြီသူကသခင်မပုံစံမျိုး ပြုံးမှုဆက်ဆံလာတဲ့ကိုယ့်ရဲ့အကျိုးစီးပွားပြက်ပြားအောင်လှုပ်လာတယ်ဆိုရင် ဲ့ဒီအချက်နှစ်ချက်ကိုကြည့်ခြင်းအပြင်မိမတွေကဖောက်ပြန်နေတယ်ဆိုတာကိုသိနိုင်ပါတယ်လို့ပြောချင်ပါတယ်။အကြောင်းမို့ဖောက်ပြန်နေတဲ့မိမကိုတော့ဘာလို့ရမလဲလို့ဆိုတော့ခဏနေကခဏနေကပုံနာလေးလို့ပဲဒိတာပံမုခဆရာကြီးရဲ့တပည့်ပုံနာလေးလို့ပဲလုံးဝဂယုမဆိုင်နေတော့ပြစ်ထားလိုက်တော့ပြောချင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမှချမ်းသာတော်မူကြပါစေခင်ဗျာ။